မင်္ဂလာပါမင်္ဂလာပါဂျာမနီလာခြင်းနဲ့ session နဲ့မပြည့်သေးတဲ့ကလေးတွေလူငယ်တွေအတွက်ဒါတို့ရဲ့မိဘတွေအတွက်ဘလို့အကြံပေးကြမှာလဲလူငယ်တွေလူငယ်တွေရဲ့မိဘတွေအကြံပေးကြတာကတော့အခုစနစ်သိပညာရေးမှာ17တန်းနဲ့17တန်းရောက်ပြီဆိုရင်အဲ့ဒီနှစ်နှစ်ကိုဂျာမန်စာ part time လေးတွေသင်ပေးတာအဲ့ဒါဖြစ်တဲ့ဆိုရင်17တန်းပြီးတဲ့အချိန်မှာအတန်းပညာ17တန်းပြည့်ပြီး ဂျာမန်ပညာကလည်းနှစ်နှစ်တည်းတည်းပတ်တိုင်းတင်လာတာရှိပြီးပြီဆိုရင်ဂျာမနီမှာလာပြီးတော့တက်ကူတက်ရုံပဲအဲ့တော့တက်ကူတက်တဲ့အခါမှာကျောင်းလာကလည်းမပေးရတာဖြစ်တဲ့အတွက် scholarship ကိုတက်ရိုက်ရလိုက်တယ်လို့ပါပဲဟုတ်ကဲ့ခုလိုဖြည့်ကြားပေးတာကျေးဇူးတင်ပါတယ်ဟုတ်ပါပြီကျေးဇူးပါ